တပါဒီဝင်းနေမှာလာဆုံးမဲမဲနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွှင့်နေရေဒီယိုသတင်းဖိုင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့မတ်လ26ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အမတရားနေ့အစီအစဉ်အားနေပြမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ မန္တလေးမှာနေတဲ့ညီမလေး၃ဝက်တီဖြူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့24နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မြမလေး၃ဝက်တီဖြူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ပြည်ဦးလွေမှနေတဲ့မင်းနှင်းရတနာဝင်းကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ထမန်လိုစူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မန္တလေးမြို့ကမြမလေးမှုပြေဆောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့၁၆နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ ညီမလေးမူပြေဆောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ကျောင်းစစ်မာနေတဲ့တီတီလေးကြက်ကြက်ကပါဝင်တောင်းဆိုပေးလာပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့မန္တလေးမှာနေတဲ့ညီမလေးသုံးဝက်တီဖြူမန္တလေးမှာနေတဲ့ညီမလေးမူပြေဆောင်တို့ရဲ့မွေးနေ့အတွက်ကိုအမတရားနေအစီအစဉ်အနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးရနေစားပြီးတော့ကျန်းမာပျော်ရွှင်ပါစေ။ဘဝမှာကြုံတွေ့လာမယ့်အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပါစေ။ လူအများကြီးရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းစားမရှိရရှိနိုင်ပါစေလို့ငွေနှစ်စုံမကောင်းလေးတောင်းဆုပြုပေးလိုက်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပင်တရားမျိုးကသားလေးကောင်းပြည့်စုံရဲ့ဒီနေ့မှပြင်းပြောင်းတဲ့၅နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆုပေးလာတာဖြစ်ပါတယ်။ တားလေးကောင်းပြေဆောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ပင်တယောက်မှနေတဲ့ဖဖေဦးမျိုးမင်းစောမေမေဝင်းချိုင်အမအေးအေးခိုင်တဲ့ညီမလေးတန်ယုံရစောတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့ရှင်ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့ပင်တယောက်မျိုးကတတားလေးကောင်းပြေဆောင်ရဲ့မွေးနေ့အတွက်ကိုအမတရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းတွေတောင်းဆိုပြုပေးကြပါမယ် Happy birthday ပါတတားလေးရေ အစအစအရာရာအဆင်ပြေပါစေဘဝတစ်လျှောက်လုံးမှာတာယာပျော်ရွှင်အေးချမ်းပါစေမိဘကိုအလုံကျွေးပြုနိုင်တဲ့တောင်းလိမ့်မလေးဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရနော် အမတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်သူလိုက်ဒီနေ့ပါလေလေချစ်ချင်း ုဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်ဦးလေးမှနေတဲ့နှင်းရတနာဝင်းမဲဖြစ်ပါတယ်။သူကတော့တောင်ကြီးမြို့မှနေတဲ့ဦးဆိုင်သူနဲ့ဒေါ်နန်းနှွေယူတို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့35နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်တွေရတော့ ဥရောမိသားစုတဲ့ထာဝရပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေရတုဆဆနှစ်ပတ်လည်တိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါရရှင်အမတ်တရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်ဦးလေးမာနေရဲ့မမမိုးဝတ်တန်တို့မိသားစုပဲဖြစ်ပါတယ်သူတို့ကတော့ရန်ကုန်မှာနေတဲ့ကိုနေနိုင်ဦးနဲ့မဆန္နာလွင်တို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့တနှစ်ပြည့်ချစ်သက်သန်အတွက်ကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ် သက်ဆိုင်သူနေရာအတွက်စကားလက်ဆောင်တွေရတော့အမြင့်ဆုံးရွှေလက်တွင်နိုင်ပါစေဆိုပြီးစကားလက်ဆောင်တွေပါပေးထားပါတယ်ရှင်။ဒီနေ့မှနှစ်ပတ်လည်ပြည်မြောက်ကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းတော်သမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။ ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါလိမ့်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးနှင်တင်ဆက်ပေးနေရဖြစ်ပါတယ်။တစင်ဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုယ့်ရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက် ပါဝင်တောင်းစုပေးခြင်းနဲ့ဆိုရင်တော့နေစဉ်မနက်၁၇နာရီကနေ၁၂နာရီအတွင်းဖုန်းနံပါတ်3933 6339 169နဲ့39963 9995တို့မှာ3ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းစုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့သတင်းအဖွဲ့ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။